ဆိုင်းတော်ရဲ့တကူလုံးကနာကျင်နေပြီးအိမ်ပြန်လန်းကိုတော်မှတရင်တရိုင်နဲ့ဒရင်ကြီးဟာပါကြောင်းများချက်မှနားမထောင်ပဲသူ့ကိုပါလို့ဒီလိုမျိုးဆူဆူရွရွရပြုမှုရတာလဲဆိုတာကိုသူနားမလည်နိုင်ခဲ့ပါဘူးနှစ်တွေအများကြီးကြာပြီးတဲ့နောက်တော့ပင်းရင်ဆန်ခါရဲ့မိဖုရားဟာ ချောမောလှပါတဲ့သမီးတော်လေးကိုမွေးဖွားခဲ့ပါတယ်။ပြီးရင်ကြီးနဲ့မိဖုရားကသူတို့ရဲ့ပထမဆုံးသမီးလေးကိုရတဲ့အတွက်အယံကိုဝမ်းသာပျော်ရွှင်နေကြပါတယ်။ဘယင်ကနန်းတော်မှာရှိတဲ့ပေတင်ဆရာကိုခေါ်ပြီးသမီးတော်လေးရဲ့စာတာကိုအသေးစိတ်ကြည့်ရှုဖို့အမိန့်ပေးခဲ့ပါတယ်။ပေတင်ဆရာကမင်းသမီးလေးရဲ့စာတာနဲ့ပြီးရင်ကြီးရဲ့စာတာတို့ကိုတွေ့ချက်ပြီးတဲ့နောက်တော့ပြီးရင်ကြီးကိုရှောက်တန်လိုက်တယ်။အရှင်မင်းကြီးကျွန်တော်မျိုးမင်းသမီးလေးရဲ့စာတာနဲ့ အရှင်မင်းကြီးရဲ့စာတောင်တွက်ချက်ကြည့်တဲ့အခါမှာအရှင်မင်းကြီးမှာသမီးတော်တပါးသာရှိပြီးနောက်ထပ်သားသမီးထပ်မံရတော့မှမဟုတ်ပါဘူး။ဟာမင်းကဘာလို့ဒီလိုပြောရတာလဲ။ဒါဆိုရင် ငါသမီးလေးရဲ့ကံကြမ္မာဘလို့လဲပြောပြစမ်းပါအောင်။ဘယင်ကြီးဟာသူ့သမီးလေးရဲ့အနာဂတ်မှာချမ်းသာကြွယ်ဝတဲ့မင်းသားဒါမှမဟုတ်ငူးမတ်တအူးနဲ့လက်ထပ်ပြီးသူ့လိုပဲတိုင်းပြည်ကိုအုပ်ချုပ်နိုင်လိမ့်မယ်လို့မျှော်လင့်ထားတာပေါ့။ဒါပေမဲ့နန်းတော်ထဲကပေတင်ဆရာရဲ့ပြောလိုက်တဲ့စကားကြောင့်ဘယင်ကြီးဟာအကြီးကျယ်ဒေါသထွက်သွားပါတယ်။အရှင်မင်းကြီးထားရင်လည်းနေ တက်ရင်လည်းသေပါမယ်မင်းသမီးလေးရဲ့ကံကြမ္မာယမင်းသမီးလေးဟာဆင်းရဲတဲ့လူငယ်တအုပ်နဲ့လက်ထပ်ရပါလိမ့်မယ်အဲ့ဒီလူငယ်ကမင်းသမီးလေးနဲ့မွေးရမွေးချိန်တူတဲ့သူဖြစ်ပြီးကျွန်တော်မျိုးတို့နန်းတော်နဲ့လည်းမဝေးလာတဲ့နေရာမှာနေထိုင်ပါတယ်ဟာဘသူလဲမင်းသိလားမြင်မြင်ပြောစမ်းသိပါရဲ့ရှင်မင်းကြီးကျွန်တော်မျိုးချက် GPT ရဲ့ဖြေချချက်ရအဲ့ဒီလူငယ်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအရှင်မင်းကြီးကသူ့ရဲ့ပေဖက်တင်ပါကိုရိုက်နှက်ဖို့အမိန့်ပေးခဲ့တဲ့ထင်းကုတ်သမားရဲ့သားပဲဖြစ်ပါတဲ့ရှင်မင်းကြီး ပရင်ကြီးဆန်ခါကချက် GPT ကိုတောင်းပြီးပြောနေတယ်။ပေတင်ဆရာရဲ့စကားကိုကြားလိုက်တဲ့အခါဒေါသထွက်ပြီးအကြီးကျယ်ပေါက်ကွဲသွားပါတယ်။ပေတင်ဆရာရဲ့ဟောကိန်းကိုလည်းလုံးဝလက်မခံနိုင်ခဲ့ပါဘူး။မင်းရှူးနေပြီလားကွာ။မင်းတီလိုဟောကိန်းမျိုးဘာလို့ဟောရတာလဲ။ငါသမီးကိုအဲ့ဒီတခိုးရဲ့သားနဲ့ဘာလို့လက်ထပ်ခိုင်းရမှာလဲ။ခွင်းလွတ်တော်မူပါရှင်မင်းကြီး။လက်ရှိဖြစ်ပေါ်နေတဲ့ရှင်မင်းကြီးရဲ့ခံစားချက်ကိုကျွန်တော်မျိုးနားလည်ပါတယ်။ အရှင်မင်းကြီးကနေရာတိုင်းမှာကြီးမြတ်နေပေမဲ့ကောင်းကင်ဘုံကပြထန်းထားတဲ့ကံကြမ္မာတော့ဘလို့မှပြောင်းလဲလို့မရနိုင်ပါဘူး။မင်းသမီးလေးရဲ့ကံကြမ္မာကိုလည်းဟော်ကင်းထုတ်ပြီးသားပါ။အရှင်မင်းကြီးဘာပဲလုပ်လို့ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ဒီကံကြမ္မာကိုပြောင်းလဲဖို့အတွက်ဘသူမှလည်းကူညီနိုင်မှာမဟုတ်ပါဘူးရှင်မင်းကြီး။မင်းသေးချလား။မင်းရဲ့ဟော်ကင်းကတလောက်တောင်မှန်ကန်ပြီးပြတ်သားနေလား။သေချပါရဲ့ရှင်မင်းကြီး။ကျွန်တော်မျိုးရဲ့ကုန်ကြက်တီရင်နဲ့ပြေးွားတဲ့နာမည်ကိုလောင်းကြည့်ထက်ပြီးအလောင်းစားတော်ပြုတ်လုရဲပါတယ်။ တီဟော့ကင်းကအတိအကျမှန်ကန်ပါတဲ့ရှင်မင်းကြီးကောင်းပြီလေမင်းတလောက်တောင်တေးချနေပြီဆိုရင်လည်းမင်းသဘောပေါက်ကွာမင်းသွားလို့ရပြီဘီရင်ကြီးစံခါကတောသားထွက်နေပြီစိတ်မချမ်းမသာနဲ့ပေတင်ဆရာကိုပြန်လွတ်လိုက်တယ်ပေတင်ဆရာရဲ့ဟော့ကင်းကိုလည်းဘလို့နီးနဲမှလက်မခံနိုင်ခဲ့ပါဘူးသူ့သမီးလေးကိုဆင်းရဲတဲ့ထင်းကုတ်သမားရဲ့သားနဲ့လက်ထပ်ပေးရမယ်ဆိုတာကိုဗတုံးမှအဖြစ်ခံမှာမဟုတ်ဘူးလို့စိတ်ထဲကနေကြိမ်ဆိုလိုက်တယ်။ပီရင်ကြီးရဲ့စကားအဆုံးမှာ နန်းတော်ထဲကပေးတင်စရာဟာဘရင်အမိန်ပေးလိုက်တဲ့အချိန်မှာအင်ကိုပြန်သွားတယ်။သူပြန်သွားတာနဲ့တပြိုင်နက်တည်းမှာပဲဘရင်ကြီးဆန်ခါကစစ်တီတွေလှုပ်ကပေးတင်စရာတတ်ပြဖို့စီကိုင်းလိုက်ပါတော့တယ်။ပေးတင်စရာကိုရှင်းလင်းပြီးတဲ့နောက်မှာဘရင်ကြီးကထင်းကုတ်သမားဆိုင်းအောင်ရှိရာကိုကိုရိုင်းကိုကြာထွက်ခွာသွားခဲ့တယ်။ပါလို့လဲဆိုတော့ပေးတင်စရာဟောထားတဲ့အချိန်မှာဆိုင်းအောင်မှာသူ့သမီးတော်လေးနဲ့မွေးရတူတဲ့သားလေးရှိမရှိကိုမျက်ဝါးထင်ထင်ကြည့်ရှုချင်လို့ပါပဲ။ ပင်ကြီးဆန်ခါကဆိုင်းနောင်ရဲ့တဲအိမ်ကိုရောက်တဲ့အခါမှာဆိုင်းနောင်တို့လင်မယားကကလေးငယ်လေးကိုချီပိုးပြီးချုံမြူနေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီကလေးငယ်လေးကယောက်ျားလေးဖြစ်ပြီးသူ့သမီးတော်လေးနဲ့မွေးရတူနေတာကိုတွေ့လိုက်ရတဲ့အခါဘေးတင်ဆရာရဲ့ဟော်ကိန်းကမှန်ကန်နေတာကိုပင်ကြီးဆန်ခါလက်ခံလိုက်ရတယ်။ဒါကြောင့်သူကအရှင်ကထပ်ပို့ပြီးဒေါသထွက်လာတယ်။ကြာနဲ့ပဲဘယင်ကြီးကညံနေညံနဲ့တွေထပ်ပြီးချင်းကောက်သမားဆိုင်းနောင်ကိုချူတာတဲ့လေတန်နဲ့ပြောလိုက်တယ်။ဟေးချင်းကောက်သမားဆိုင်းနောင် မင်းကိုဝရှင်းတုံးနဲ့ရှာခိုင်းပြီးနောက်မှာငါလဲနောင်တရပြီးအရင်ကိုစိတ်မကောင်းဖြစ်မိတယ်။ဘာအကြောင်းပြချဲမှနားမထောင်ခဲ့တဲ့အတွက်ငါမှအပြစ်ကြီးတယ်။ဒီနေ့မင်းစီကိုလာရလဲအဲ့ဒီအပြစ်ကိုပြန်ပြီးတော့ပေးဆက်ချင်လို့ပါ။မင်းအခုဆင်းရဲနေတာငါသိတယ်။ပြီးတော့ငါမှလည်းသမီးတယောက်ပဲရှိတယ်။မင်းရဲ့သားလေးနဲ့လည်းမွေးရတူနေတယ်။ဒါကြောင့်မင်းရဲ့သားလေးကိုငါ့ကိုပေးပါ။ကလေးနဲ့အတူတူဆော့ဖော်ဆော့ဖက်ရအောင်လို့ပါ။ ဆိုင်းနောင်ကဘရင်ကြီးရဲ့စကားကိုကြားလိုက်တဲ့အခါတွေ့ဝေသွားခဲ့တယ်။သူနဲ့သူ့စနေကဆင်းရဲဒုက္ခရောက်နေကြပြီ။သူ့စနေကလည်းခွင့်ပြုမဲ့ထင်တဲ့အတွက်ဆိုင်းနောင်ကကံလန့်ချက်ကိုလက်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်။ဘာလို့လဲဆိုတော့သူ့သားလေးကဘိုက်ဝရုံသားမကပိုပြီးကောင်းမွန်တဲ့ဘဝကိုရနိုင်မယ်လို့ယူဆလို့ပါပဲ။ကောင်းလိုက်တာဒီငွေတွေယူလိုက်ပါ။ဒါငါ့ရဲ့အဖိုးအခပဲ။ဒီငွေတွေကမင်းတို့ရဲ့ဘဝကိုတသက်လုံးတတ်တောင်းတတ်တာဖြစ်ပါစေလိမ့်မယ်။ မင်းရဲ့သားလေးကိုလည်းငါရဲ့သားရင်လိုပဲအကောင်ဆုံးစောင့်ရှောက်ပါမယ်။တီကလေးကိုငါတီဟလို့နာမည်ပေးလိုက်မယ်။မင်းတို့ပေးထားတဲ့နာမည်ကိုမေ့လိုက်တော့တီနာမှာတော့ပီရင်ကြီးဆန်ခါဟာစစ်တီတွေနဲ့တတူကလေးငယ်ကိုယူပြီးနန်းတော်ကိုပြန်သွားမယောင်ဟန်ဆောင်ခဲ့ကြတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ပီရင်ကြီးနဲ့စစ်တီတွေဟာကလေးငယ်တီဟကိုတောနဲ့ကြီးတဲ့ကိုခေါ်ဆောင်သွားခဲ့ကြတယ်။သူတို့တောနဲ့ကြီးရဲ့အလဲပိုင်းကိုရောက်တဲ့အခါမှာပီရင်ကစစ်တီတွေကိုအမိန်ပေးလိုက်တယ်။မောင်မင်းတို့ အဲ့ဒီမြောင်မသားလေးကိုဒီမှာဖြစ်ထားခဲ့လိုက်တော်ရန်တရိတ်ဆန်တွေကလာကြိုက်စားလိုက်မယ်တကယ်လို့တော်ရန်တရိတ်ဆန်တွေလာမစားဘူးဆိုရင်တော့ချင်းကြိုက်ပြီးဒီကလေးတည်သွားလိုက်မယ်ဘုရားအရှင်မင်းကြီးဒီလိုမျိုးဘာလို့လှောက်ခိုင်းရတာပါလဲဒီကလေးကဘာအပြည့်မှမရှိသေးပါဘူးအရှင်မင်းကြီးအနေနဲ့ကလေးကိုဒီလိုရရဆက်ဆက်ပြစ်ထားရတာလားဟဲ့ငဲကျွန်းမင်းတော်တော်လေကျောရှည်ရပဲဒါငါအလုံးဒီကလေးကကန်ဆိုးတာကိုငါသမီးနဲ့ကြာမှမွေးရတူမွေးချိန်တူဖြစ်ခဲ့တာသူ့အပြစ်ပဲ သူ့ကံကြမ္မာသာဒီလိုမဟုတ်ခင်ဒီလိုဖြစ်မှာမဟုတ်ဘူးမင်းဘာမှထပ်မပြောနဲ့သဆက်ပိတ်နေမဟုတ်ရင်မင်းကောင်ပြုတ်ထွက်သွားလိမ့်မယ်။ပီရင်ကြီးဆန်ခါနဲ့စစ်သည်တွေဟာစကားပြောပြရနဲ့နန်းတော်ကိုပြန်သွားခဲ့ကြတယ်။တီဟဆိုတဲ့မွေကင်းစာကလေးငယ်ဟာမိမိကိုယ်ကိုဘာမှမကာကွယ်နိုင်သေးပဲငိုယူနေခဲ့ပါတယ်။ဒီလိုဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်ဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဆိုင်းနောင်တွေ့ခဲ့ရတဲ့လျှော့ဝက်စမ်းကြဲတဲ့အဖိုးအိုရဲ့မျက်စိရှိမှအာလုံးဖြစ်ပျက်နေခဲ့တာပါ။ ြည်ဖြစ်ပျက်ကိုမြင်ရတဲ့အခါမှာအဖိုးအိုဟာတနာစိတ်ပေါက်လာပြီးတောထဲမှာရှိတဲ့တရိတ်ဆန်တွေအားလုံးကိုကလေးငယ်လေးရဲ့အကြောင်းကိုပြောပြခဲ့တယ်ကလေးငယ်လေးကိုအန်ဒီအမဖြစ်အောင်ဝိုင်းဝန်းဆောင်ရှောက်ပေးဖို့အမိန်ပေးလိုက်ပါတယ်။ဒီလိုနဲ့ပဲတနေ့မှာတော့မုတ်ဆိုးတယောက်ကအဲ့ဒီတောအုပ်ထဲမှာတားကောင်ရှာဖို့ရောက်လာတယ်။ကံကောင်းချင်တော့အဲ့ဒီမုတ်ဆိုးဟာတီဟလိုအမိရတဲ့မွေးကင်းစားကလေးငယ်လေးကိုတွေ့သွားပါတယ်။ကလေးငယ်လေးကအပြစ်ကင်းစင်တဲ့မျက်နှာလေးနဲ့သူ့ကိုပြုံးပြနေတာကိုမြင်လိုက်ရတဲ့အခါမှာ အရင်ချစ်စရာကောင်းပြီးသနာစိတ်လည်းဝင်သွားပါတယ်။လူစိတ်မရှိတဲ့ကောင်တွေကအပြစ်မရှိတဲ့ကလေးငယ်လေးကိုတော်ရင်မှလာပြက်သွားတာပဲလို့မုတ်ဆိုးရဲ့စိတ်ထဲမှာတွေးနေခဲ့ပြီးကလေးငယ်လေးကိုကြည်ကာတပ်ပြင်းကိုချလိုက်တယ်။ဟာဒီကလေးငယ်လေးကဘလောက်တောင်ချစ်စရာကောင်းပြီးသနာစရာကောင်းလိုက်လဲ။သူ့ရဲ့မိဘတွေကဘာလို့ဒီလိုမျိုးရက်ဆက်နိုင်ကြတာလဲ။မိဘတွေကသူတို့ကလေးကိုမေ့ထားခဲ့တယ်ဆိုတာတော့မဖြစ်နိုင်ပါဘူး။တရိတ်ဆန်တွေကလာပြီးမကြိုက်စားတာကံကောင်းလို့ပေါ့။ငါဘလို့လုံးဝပါမလဲ။ ဒီကလေးကိုဒီတိုင်းပြစ်ထားခဲ့တော့အရင်ကရက်ဆက်ရရောက်သွားမှာပေါ့။အင်းကောင်းပြီ။ဖောက်ပြန်တဲ့ဟိုကောင်မှလည်းတခြားနောက်တစ်ယောက်ကိုလိုက်ပြေးသွားတာကြပြီ။ဘာလို့လဲဆိုတော့ငါကလေးမရနိုင်လို့တဲ့။ဒီကလေးကိုခေါ်သွားပြီးမွေးစားလိုက်ကောင်းမယ်။တနေ့နေ့ကြာငါ့မှာကလေးရှိနေတာသိရင်ငါမိမပြန်လာချင်းပြန်လာမှာပေါ့။အိုးငါပါတီတွေးနေရပါလိမ့်။မနေချင်းလို့ထွက်သွားတဲ့သူငါဘာလို့တန်းတားနေရမှာလဲ။ဒီလိုနဲ့ပဲကျနာတက်တဲ့မောက်ဆိုးကကလေးငယ်လေးကိုခေါ်သွားပြီးသားအဖြစ်မွေးစားခဲ့တာပေါ့ ဒီဖြစ်ဖြစ်ဟာကံကြမ္မာရဲ့ဖန်တီးမှုသာဖြစ်ပြီးကံကြမ္မာဟာသူ့အလောက်ကိုစတင်နေပြီလို့မဟုတ်ဆိုးဟာယူဆခဲ့တယ်။အမေမလိုက်တော့ပဲတော်ရဲကနေပြန်သွားပြီးနောက်အိမ်ကိုရောက်တဲ့အခါကလေးငယ်လေးကိုခေါ်ဆောင်လာခဲ့တဲ့အတွက်အယံကိုဝမ်းသာကြည်နူးနေခဲ့ပါတယ်။မုတ်ဆိုးဟာတီဟလေးကိုအယံကိူးဆိုင်ပြီးဒါအရင်တယောက်ပေါ်မှာများစွာသောအချစ်တွေပေးခဲ့တဲ့ အရွယ်ရောက်လာတော့မွေးစားသားတီဟောက်လည်းသူ့ရဲ့ပုံစံတိုင်းပဲအမဲလိုက်တဲ့နီးစနစ်တွေနဲ့သူကျင်လည်တဲ့တောအုပ်ကြီးရဲ့တပါဝတ်တလေတွေကိုအားလုံးတင်ကြပေးတယ်။နှစ်တွေကြာလာပြီးနောက်မှာတီဟောက်လို့အမိရတဲ့ကလေးငယ်လေးဟာကျုံရီချုံမော်ပြီးခန်းးထဲဝါတဲ့လူငယ်တယောက်ဖြစ်လာပါတယ်။သူကသူ့ရဲ့မွေးစားအဖေလိုပဲအမဲလိုက်ရမှကြွန့်ကျင်တယ်လို့သူနေထိုင်တဲ့တောအုပ်ကိုလည်းကြွန့်ကျင်ပိုင်နိုင်နေပြီ။ ဒါကြောင့်ဒီဟာနဲ့သူ့ရဲ့မွေးစားအဖေကအရှမ်းဝမ်းသာနေကြသလိုတဘာဝနဲ့ကောင်းမွန်တဲ့လေအောက်မှာနေထိုင်ရတဲ့အတွက်ခြေနဲ့ပီတိဖြစ်နေခဲ့ကြပါတယ်ဒီလိုနဲ့တနေ့မှာတော့ဒီဟာကပုံမှန်တိုင်းပဲတောထဲမှာဟင်းသိမ်းရွက်ခူးဆုပ်ဖို့ဝင်တဲ့အခါမှာအမဲလိုက်ပုတ်လာတဲ့ပရင်ကြီးဆန်ခါနဲ့ရုတ်တရက်ဆုံမိပါတယ်။ပရင်ကြီးဆန်ခါကလမ်းပြောင်းနေတဲ့အတွက်ပင်ပန်းနွမ်းနယ်စွာနဲ့တစ်တုံးတုံးပေါ်မှာထိုင်နာနေခဲ့တယ်။ရုတ်တရက်ဒီဟာရှောက်လာတာကိုမြင်လိုက်တဲ့အခါဟိတ်ကောင်လေးငါလမ်းပြောင်းနေလို့ နန်းတော် ပြန်ဖို့လမ်းကိုရပောင်းများစွာရှာနေပေမဲ့မတွေ့သေးဘူး။မင်းနန်းတော်ပြန်ဖို့လမ်းကိုသိလား။သိပါရဲ့ရှင်မင်းကြီး။အရှင်မင်းကြီးဟာတီတိုင်းရှိကိုဆက်လျှောက်ပါ။လမ်းသုံးခွခွဲတဲ့နေရာကိုတွေ့ရင်ပယ်ဖက်ကိုချိုးပြီးဆက်လျှောက်ပါ။အဲ့ဒီအခါကြွေဝိုက်နေတဲ့လမ်းကိုတွေ့ရပါလိမ့်မယ်။အဲ့ဒီကနေဆက်လျှောက်သွားရင်နန်းတော်ရဲ့အုတ်တိုင်းကြီးကိုတွေ့ရပါလိမ့်မယ်။အိုးမင်းကိုအရင်ကျေးဇူးတင်တယ်ကွာ။မင်းနဲ့မတွေ့ရင်ငါနန်းတော်ကိုပြန်ရောက်မှာမဟုတ်ဘူး။ဂျာနဲ့မင်းကဘာတူလဲ။မင်းနာမည်ကဘာလဲ။မင်းရဲ့မိဘတွေကဘာတူတွေလဲ။ ဒီလိုမျိုးလမ်းဦးသေးချညွန်ပြနိုင်နေဆိုတော့မင်းကိုလက်လာပါရင်းနဲ့ချင်းမြင်ရမယ်။တီဟာကပရင်ကြီးရဲ့စကားကိုကြားတဲ့အခါမှာသူ့မွေးစားဖေပြောပြထားတဲ့အချိန်မှာသူ့ရဲ့ငယ်ဘဝအကြောင်းအရာအလုံးကိုပရင်ကြီးဆန်ခါထံအသေးစိတ်ပြောပြလိုက်တယ်။ပရင်ကြီးဆန်ခါလည်းအဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါမှာဒီကလေးကသူ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက တောထဲမှာပြစ်ထားခဲ့တဲ့ထိန်းကုတ်သမားရဲ့သားဆိုတာကိုချက်ချင်းသိလိုက်ပါတယ်။ ဒါကြောင့်ချက်ချင်းဒေါသထွက်ပြီးတီဟောင်းရှင်လင်းပြဖို့နီလန်းတခုထပ်ပြီးစဉ်းစားလိုက်တယ်။ဒီတခါတော့တေချာပေါက်အောင်မြင်ရမယ်လို့စိတ်ထဲကလည်းတွေးလိုက်တယ်။ကောင်းလေငါ့ကိုနောက်တစ်ခုကူညီပေးလို့ရမလား။ဒီစာကိုနန်းတော်ရဲ့အုတ်တိုင်းကိုစောင့်နေတဲ့ငါရဲ့စစ်တီစီပို့ပေးပါ။ငါလမ်းလျှောက်ရတာမောနေပြီ။ကြားပါရဲ့ရှင်မင်းကြီးကျွန်တော်မျိုးစာပို့ပေးပါမယ်။ကောင်းလိုက်တာ။ငါမင်းကိုထပ်ပြီးကျေးဇူးတင်တယ်။ဒါပေမဲ့ဒီစာလုံးဝဖွင့်ဖတ်ဖို့မကြိုးစားပါနဲ့။ဘာလို့လဲဆိုတော့ ဒီစာရဲ့အကြောင်းအရာအသက်ကိုချင်းချောင်းနိုင်တဲ့အရေးကြီးတဲ့လေးဝက်ချက်ဖြစ်တယ်ဆိုတာကိုသေချာမှတ်ထားသဘောပေါက်လားသဘောပေါက်ပါတယ်ဗျအရှင်မင်းကြီးပြောတဲ့အတိုင်းပဲအကုန်လုပ်ပါမယ်တင်းနောက်မှာတော့တီဟာကဘီရင်ကြီးပေးလိုက်တဲ့စာအုပ်ယူပြီးအုတ်တတိုင်းဆောင်စစ်တီစီကိုပို့ဆောင်ဖို့ထွက်ခွာလာခဲ့တယ်တီဟာကအမဲလိုက်တဲ့နေရာမှာကျွမ်းကျင်ပေမဲ့စာမတက်တဲ့အတွက်စာထဲမှာပရင်ပါရေးထားလဲဆိုတာကိုမသိခဲ့ပါဘူး။နန်းတော်တကားဝကိုရောက်တဲ့အခါမှာမေရီလို့အမိရတဲ့အင်မတန်ချုံမော့လှပါတဲ့ မျိုးသမီးငယ်တအိုးနဲ့တွေ့ဆုံပါတယ်။သူမကဘီရင်ကြီးရဲ့သမီးတော်လည်းဖြစ်ပါတယ်။မင်းသမီးမယ်ရီရဲ့အလှကိုမြင်လိုက်ရတဲ့အခါသူဟာလည်းချက်ချင်းချစ်မိသွားပါတယ်။ဒါပေမဲ့သူမကဘီရင်သမီးဖြစ်တယ်ဆိုတာကိုသိလိုက်ရတဲ့အခါမှာမင်းမြန်ဖို့တောင်မဝတ်မရေဖြစ်သွားခဲ့ရတယ်။သူတို့နှစ်ယောက်ကြားမှာတားဆီးနေတဲ့အရာကနန်းတော်ရဲ့အုတ်တိုင်းကြီးမဟုတ်ပဲဂုံအရှိန်ဝါအစ်စ်နန်းနဲ့ငွေကြေးအုပ်စာတွေကတားဆီးနေတာဖြစ်ပါတယ်။မင်းသမီးမယ်ရီကတီဟာကင်ထားတဲ့စာအိတ်ကိုမြင်တဲ့အခါမှာ စကားဆပြီးမေးလိုက်တယ်။အဲ့ဒါဘာစာအိတ်လဲ။စာအိတ်ကအရန်ကိုအရေးကြီးနေပုံရတယ်နော်။ဟုတ်ကဲ့။ဒါကအရှင်မင်းကြီးကနန်းတော်တကားဆောင်စစ်တီစီပို့ခန်းလိုက်တဲ့စာပါ။ဒါဆိုရင်မေရီကိုစာလေးကြည့်ခွင့်ပြုပါအောင်။အဖေကပါရင်များရေးထားလဲဆိုတာကြည့်ချင်လို့ပါ။ဟိုဟုတ်လေ။ဒါပေမဲ့အရှင်မင်းကြီးကလုံးဝဖွင့်မဖက်ဖို့အတင်းကျပ်မှထားပါရဲ့။စာထဲအကြောင်းအရာတွေကအသက်နဲ့ရင်ရမယ်လျှို့ဝှက်ချက်ဖြစ်တယ်တဲ့။ရပါရဲ့ရှင်။မေရီရဲ့ဖေကဘာမှမပြောရဲပါဘူး။ကဲပေးပါ။ မင်းသမီးမယ်ရီကစာကိုယူပြီးဖတ်လိုက်တဲ့အခါမျက်လုံးအဝိုင်းသားနဲ့ထိတ်လန့်တုန်လှုပ်သွားခဲ့တယ်။ဘာလို့လဲဆိုတော့သူမရဲ့ဖခင်ပြင်ကြီးပို့လိုက်တဲ့စာထဲမှာရေးသားထားတဲ့အကြောင်းအရာတွေကအရင်ကကြောက်စရာကောင်းနေလို့ပဲစာထဲမှာကဒီလိုမျိုးရေးသားထားပါတယ်။စစ်တီတို့မင်းတို့တီဆောင်ယူလာတဲ့လူငယ်ကိုတွေ့တာနဲ့ချက်ချင်းကောင်းဖြတ်ပြီးတတ်ပြစ်လိုက်ပါဒီလောကကြီးကနေပျောက်ကွယ်သွားပါစေဒီဟာကမင်းမီမယ်ရီရဲ့အရှိမခံ냐ထဲ့ွားတဲ့ရုပ်ရည်နဲ့ရက်နေခဲ့တယ် ကံကြမ္မာကလည်းမင်းသမီးရဲ့စိတ်ထဲမှာတီဟောက်ချစ်မြင့်သွားအောင်တွန်းပို့ပေးလိုက်တာကြောင့်မင်းသမီးလေးဟာစာထဲကအကြောင်းအရာကိုပြောင်းလဲပြစ်လိုက်တယ်။မင်းသမီးဟာစာထဲမှာအခုလိုမျိုးပြင်ဆင်ရေးသားလိုက်တယ်။ငါသမီးတော်ကိုဒီဆောင်ယူလာတဲ့လူငယ်နဲ့ချက်ချင်းလက်ထပ်ပေးလိုက်ပါ။ဘလို့အခမ်းအနားမှမလုပ်ပါနဲ့။ငါ့ကိုလည်းမဆောင်ပါနဲ့။သူတို့နှစ်ဦးကိုအတူတူနေစေပါနိုင်ငံတော်ရဲ့ကုန်ကြစိတ်ကိုခြွေတာရအောင်လို့ပါစာအုပ်ပြင်ဆင်ပြီးတဲ့နောက်မှာမင်းသမီးမယ်ရီကတီဟောက်စာပြန်ပေးလိုက်တယ် ပြင်ကြီးဆန်ခါကိုတခါမှမဆန့်ကျင်ရတဲ့မူးမတ်တွေအပြိုတော်တွေကစာကိုမြင်တဲ့ခါမှာဒိတ်တဆိတ်နဲ့လက်ထပ်ပွဲကိုစီစဉ်ပေးလိုက်ကြတယ်။ဒီအကြောင်းအရကိုတော့နန်းတော်ထဲကလူတွေသာသိခဲ့ကြတယ်။ဒီလိုနဲ့ပဲတီဟာနဲ့မင်းသမီးမယ်ရီဟာချက်ချင်းပဲအကျဉ်လင်မယားဖြစ်သွားခဲ့ကြပါတယ်။ပြင်ကြီးဆန်ခါနန်းတော်ပြန်ရောက်တဲ့ချိန်သမီးတော်ကတီဟာဆိုတဲ့လူငယ်နဲ့လက်ထပ်လိုက်ပြီးဆိုတဲ့သတင်းကိုကြားလိုက်ရတဲ့ခါမှာရောက်ရောက်ချင်းစောင့်နဲ့အတွင်းခံလိုက်ရတာကြောင့်အရင်ကဒေါသထွက်သွားပါတယ်။ တန်ဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ပေတင်စရာဟောထားတဲ့အချိန်မှာသူ့သမီးအားထိန်ကုတ်သမားဆိုင်းနောင်ရဲ့သားနဲ့လက်ထက်ရပြီးဆိုတာကိုသိလိုက်ရတယ်။ပြည်ရင်ကြီးဆန်ခါလဲဒေါသကြီးကျယ်ထွက်ပြီးသမီးတော်ကိုယ်တိုင်ကလိန်လေလက်စားလိုက်တဲ့အတွက်မျက်နှာမဖုတ်ရဲလောက်အောင်ရှက်ကြောက်သွားခဲ့တယ်။သူကအခင်းထဲမှာပဲတက်တဆိတ်ပုံအောင်နေခဲ့ပြီးအကြီးကျယ်ဖြစ်လာတဲ့မုံဒီဒေါသစိတ်ကိုအန်ကျရင်အိယာပေါ်လဲကျနေပါတယ်။နောက်ဆုံးမှာတော့စိတ်ဖိစီးမှုတွေကြာရှည်လာတဲ့အခါမှာ အုံနောက်သွေးကြောပြက်ပြီးအသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ဒီလိုနဲ့ပဲတီဟာကပြင်ကြီးနေအောင်ဆက်ခံပြီးပြင်ဖြစ်လာပါတယ်။တီဟာကပြည်သူတွေရဲ့ဆန္ဒအတိုင်းပဲလှုပ်လှခွင့်ကိုပြီးခဲ့တယ်။ပြင်ကြီးဆန်ခါလက်ထက်မှာဖိနှိပ်ခံခဲ့ရတဲ့အတွက်နှစ်ပေါင်းများစွာဒုက္ခရောက်ခဲ့ရပြီးတရားမျှတမှုမရှိမောင်မိုက်တဲ့နာကက်ကိုရောက်ခဲ့ရတဲ့ပြည်သူတွေဟာပထမဆုံးချိန်ဖြစ်လှုပ်လှခွင့်ကိုရရှိခဲ့ကြတယ်။ပြင်ကြီးတီဟာကနန်းတက်တဲ့ခါမှာတော့ သူ့ရဲ့မိဘအရင်းတွေနဲ့သူ့ကိုငယ်စဉ်ကတည်းကမွေးစားဆောင်လျှောက်ပေးခဲ့တဲ့မုတ်ဆိုးဖခင်ကိုနန်းတော်စီပြန်ခေါ်ခဲ့ပါတယ်။သူတို့အားလုံးကနန်းတော်မှာပျော်ပျော်ရွှင်ရွှင်နဲ့ချမ်းချမ်းသာသာနေထိုင်ခဲ့ကြပါတယ်။တိုင်းပြည်ကလည်းစီပင်ဝါပြောလာပြီးအချမ်းသာယာကတရားမျှတမှုတွေနဲ့ပြည့်နှက်နေခဲ့ပါတော့တယ်။ဟုတ်ကဲ့ပါရှင်။ဇလန်လေးကတော့တင်ပါပဲပြီးဆုံးသွားခဲ့ပါပြီ။အခုလိုမျိုးထိုင်းကာတွန်လေးတွေသဘောကျရယ်ဆိုရင်တော့ကျမတို့ channel ကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ရှင်။ အားပေးနေတဲ့ပရိသတ်တွေအားလုံးလည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။အမကတော့တင်ဆက်သူလေတီခင် Voice Over အတာပါ။